ါကစ္စတန်နိုင်ငံဂျာယီဝန်ကြီးတရုတ်ကို ရောက်နေတဲ့ကိစ္စဟာတရုတ်နဲ့ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်ဆိုပြီးသတင်းတွေထွက်နေပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ရေးတင်းမာမှုတွေပြီးခဲ့တဲ့ရက်ဘက်ကအမြင့်မားဆုံးချိန်တွေရောက်ခဲ့ပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာပါကစ္စတန်ဟာတရုတ်ကိုနိုင်ငံဂျာယီဝန်ကြီးဆေးလွတ်လိုက်တာပဲဖြစ်ပါတယ်။ဒီစစ်ပွဲမတိုင်ခင်ကတည်းကတရုတ်ကပါကစ္စတန်ကိုမြေပြင်ကနေဝေဟင်ပြစ်လက်နက်တွေပံ့ပိုးထောက်ပံ့ပေးခဲ့တဲ့သတင်းတွေထွက်ခဲ့မှုပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးအက်စတာဟာမေလ20ရက်နေ့ထိတရုတ်မှာရှိနေပြီးတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနဲ့တွေ့ဆုံဆွေးနွေးပြီးနှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်ဖို့အရေးဆွေးနွေးတာဖြစ်ပါတယ်ဒီစီစဉ်ဟာလည်းအိန္ဒိယနဲ့ပါကစ္စတန်တို့ကက်စမီးယားဒေသတိုက်ပွဲနဲ့ဆက်ဆက်ပြီးဒါတွေမဖြစ်ခင်ကတည်းကစီစဉ်ထားတာပါလို့ဆိုပါတယ်ကက်စမီးယားနယ်စပ်အိန္ဒိယထိန်းချုပ်နယ်မြေတဲအိန္ဒိယနိုင်ငံသားဟိန္ဒူဘာသာဝင်26ဦးကိုအစ္စလာမစ်စစ်သွေးကြော်တွေက နာမည်နဲ့ဘာသာမေးပြီးအနီးကပ်ပြစ်တဲ့ဗီဒီယိုဖိုင်ကြီးထွက်လာခဲ့ပြီးတဲ့နောက်မှာတော့နှစ်နိုင်ငံနယ်စပ်မှာ၃ရက်တနေတိုက်ပွဲတွေဖြစ်ခဲ့ပါလိမ့်။အိန္ဒိယဖိုက်တာဂျက်တွေကပါကစ္စတန်နယ်စပ်မှာရှိတဲ့ပြစ်မှတ်တွေကိုလေကြောင်းကနေတိုက်ခဲ့ပါတယ်။ပါကစ္စတန်ကလည်းသူတို့လေပိုင်နက်ကိုကျူးကျော်ဝင်ရောက်လာတဲ့အိန္ဒိယဖိုက်တာဂျက်တွေကိုပြစ်ချလို့ပြစ်ချမှုတွေလည်းရှိခဲ့ပါတယ်။ ဒီတင်းမမှုကြောင့်နှစ်နိုင်ငံစစ်ရင်အောင်နယ်စပ်ဒေသမှာတိုးမြင့်ချထားပြီးပြည့်ခက်ရဲစဲထားပေမဲ့တင်းမမှုတွေကဆက်လက်မြင့်တက်နေစေဖြစ်ပါတယ်။အမေရိကန်ရဲ့ဂျာဝင်စစ်စဲပေမှုကတိုက်ပွဲဟာ၄ရက်ကြာမှရပ်ဆိုင်းသွားပေမဲ့လက်ရှိတင်းမမှုကတော့စတက်လက်တိုးမြင့်နေစေပဲဖြစ်ပါတယ်။ပါကစ္စတန်စစ်ဘက်ကြီးကကလည်းနှစ်နိုင်ငံကြားနယ်စပ်မှာစစ်ရင်အောင်တိုးမြင့်ချထားမှုကိုဒီမေလကုန်မှာပြန်လည်ရုပ်သိမ်းဖို့သဘောတူထားပြီးလက်ရှိကတော့အဆောင်ကြီးနေစေအဆင်ရှိပါတယ်။ ။ပါကစ္စတန်နိုင်ငံကြိုင်းဝင်ဒီတရုတ်ကိုသွားတဲ့သုံးရက်တာခီးစဉ်ဟာတရုတ်ဟာရန်ပတ်အိန္ဒိယဘက်ကလုံးဝမရက်ဒီပဲပါကစ္စတန်ဘက်မှအခိုင်အမာစွာရည်တည်ကြောင်းကိုနှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီမှုစာချုပ်ရေးဆွေးနွေးနေကြတာဖြစ်တယ်လို့နိုင်ငံတကာရေးကြွညင့်သူတွေကဆိုပါတယ်။ပါကစ္စတန်ကတရုတ်ကိုသွားသလိုအိန္ဒိယကလည်းအမေရိကန်နဲ့လက်တလောအရေးပေါ်တွေးဖို့လိုတယ်လို့လည်းသိရပါဗျ။